အားလုံးကိုယေရှုနာမဖြင့်ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။ယခုမှလည်းပဲဒီ trumpet voice media platform အဖြစ်နှုတ်ကပတ်တော်ကိုပြန်လည်ဝင်ငှခွင့်ရရှိတဲ့အတွက်ကြောင့်တက်ရှင်တဲ့ဖခါကိုဂျေစုတင်တယ်။ trumpet voice media တာဝန်ခံဆရာဆရာမအများကိုလည်းသူပဲဂျေစုတင်တယ်ဆိုတာကိုပြန်လည်ပြီးတော့မှပြောကြားခြင်းပါတယ်။ ဆိုဒီတစ်ချိန်မှာနှုတ်ကပတ်တော်အားဖြင့်ခွန်သာပေးခြင်းတဲ့အရာလေးကတော့ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး15ထဲကဟာကိုအသုံးပြုပြီးတော့မှကျွန်တော်အနည်းငယ်တိုက်တွန်းခွန်သာပေးခြင်းပါတယ်ဆိုဒီအခန်းကြီးတစ်ခန်းလုံးထဲကကိုနည်းနည်းလေးကအချက်လေးတွေကောက်ပြီးတော့မှကျွန်တော်ဝင်ငှသွားမှာဖြစ်တယ်ဆိုတော့ဒီအာလူဂျင်းနဲ့ဂျမ်ပိုက်လေးကိုတော့ကျွန်တော်ဖတ်သွားပါမယ် ဆိုရှင်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး15အပိုင်ငယ်16လေးကိုဖတ်ပါမယ်တင်တို့သည်ငါ့ကိုရွေးကောက်ကြသည်မဟုတ်ငါသည်တင်တို့ကိုရွေးကောက်သဖြင့်တင်တို့သည်တွား၍တည်ကြည်သောအတီးကိုတီးမြကြောင်းနှင့်ငါ၏နာမကိုအမိပြု၍ခမဲတော်မှာတောင်းတမျှတို့ကိုရမြကြောင်း တင်တို့ကိုငါခန့်ထား၏တင်တို့ဒီတွား၍တီကြည်သောအတီးကိုတီးမိအကြောင်းပေါ့နော်ဒီနေ့နှုတ်ကပတ်တော်အဖြစ်ဝင်ငါချင်တာကတော့တီကြည်သောအတီးကိုဘယ်လိုတီးနိုင်မလဲဆိုတာကိုဒီယောဟန်အခန်းကြီး15ကိုကြည်ပြီးတော့မှဝင်ငါချင်တာဖြစ်ပါတယ်ခိတ္တခဏဆက်ကဆူတောင်းရအောင်တန်ရှင်တော်ဖရာကိုရောယေရှုတင်တယ် ဒီနေ့မီဒီယာအားဖြင့်ခွန်အားယူနေကြတဲ့သတ္တမိရောက်စီတိုင်းပေါ်မှာနှုတ်ကပတ်တော်အားဖြင့်တစ်တဖန်ခွန်အားပေးပါဝိညာဉ်တော်ဖျားသခင်သည်လွတ်လပ်စွာလှုပ်ရှားတော်မူလျက်ဒီဒေသနာကိုကောင်းချီးပေးလျက်သားရဲ့နှုတ်ရှားပစာကိုလည်းဘိတ်တဲ့ကောင်းချီးပေးပါဒေသနာတော်နဲ့တက်တာကိုလက်တော်အထဲမှာစက္ကန့်နဲ့ယေရှုဖျားမြတ်တော်နာမ၌စုတောင်းစက္ကန့်နဲ့ပါ၏အာမင် ဆိုဒီရှင်ယောခရစ်ဝင်ကျမ်းခန်းကြီး15ကို ကြည့်တဲ့အခါမှာယေရှုခရစ်တော်ဖခင်ကဒီသူ့ရဲ့တပည့်တော်တွေစီမှာသူ ပြောထားတဲ့အရာဖြစ်တဲ့အကြောင်းကို ကျွန်တော်တို့တွေ့ရတပည့်တော်တွေစီမှာတင်တို့ဒီသွား၍ဒီကြည်တော်အသီးကိုတီးမိအကြောင်းပေါ့နော်ဆိုဒီကြည်တော်အသီးဆိုတာကတော့ဘာလဲဆိုတော့တပည့်မှာပြောရရင်ယခုလောကမှာ အသက်ရှင်တော့ကာလတစ်ခုတည်းမဟုတ်ဘဲနဲ့ဟိုးထောင်ရကောင်းကင်နိုင်ငံကျွန်တော်တို့ထောင်ရနေရမယ်အင်တော်ထိပါတော်လို့ရမယ်တည်ကြည်တဲ့အသီးတွေအသီးကောင်းတီးဖွင့်တွေနောင်တမလွင်ဘဝတိုင်ကောင်မြင်တွေ့ရမယ်တည်ကြည်ရမယ်အာအသီးအပွင့်တွေကိုတီးဖို့ရန်အတွက်ကိုဒီမှာတပည့်တော်တွေကိုအာဝင်ခွန်အားပေးသွားတာဖြစ်တယ် ဆိုဒီကနေ့ခမည်းနဲ့ကျွန်တော်လည်းပဲယုံကြည်သူများခရစ်တော်နောက်ကိုလိုက်တော်သူများဟာယေရှုခရစ်တော်ဖခင်ကကျွန်တော်တို့ဒီလည်းပဲတီးကြည်သောအသီးကိုတီးဖို့ရန်အတွက်ကိုကျွန်တော်တို့ကိုခွန်အားပေးသွားတာဖြစ်တယ်။ဒါဆိုရင်တီးကြည်သောအသီးတီးနိုင်ဖို့ရန်တွဲဘာတွေလိုအပ်မလဲ။ဒီလိုအပ်ချက်ကတော့အများကြီးရှိမှာပါ။တိုးတော်များတယ်အဲ့ဒီလိုအပ်ချက်တွေအများကြီးထဲမှာဒီရှင်ယောဟန်ခန်းကြီး15ထဲမှာ ကျွန်တော်တွေ့ရတဲ့အချက်၄ချက်လည်းအဖြစ်ကျွန်တော်ခွန်အားပေးခြင်းပဲဆိုတော့ဒီပထမအချက်ကတော့အာရှင်ရခရစ်ဝင်ကျမ်းအခန်းကြီး၅ပိုက်ငယ်၄လေးမှာကျွန်တော်ဖတ်ခြင်းလေး၄နဲ့၅ပေါ့နော်ငါသည်ငါ၌တည်နေကြလောငါသည်လည်းတင်တို့၌တည်နေမည်တဲ့စပိခက်ဒီအပင်၌မတည်လျင်ကိုအလိုလျောက်အတီးမတည်နိုင်တကယ်တို့တင်တို့သည် ငာငိုက်မတီလျင်အတီးမတီးနိုင်ကြဆိုတော့တီကြီးသောအတီးကိုတီးနိုင် ဖို့ရန်တွေ့နံပါတ်၁ချက်ကအရေးကြီးတဲ့အရာပါလဲဆိုတော့ခရစ်တော်၌တည်နေဖို့ဖြစ်တယ်ဒီမှာဒီနှုတ်ကပတ်တော်မှာအင်္ဂလိပ်မှာကျတော့ remain ပေါ့နော်ဒီဆိုပြီးမှတွေ့ရတယ်နောက်ဒီ greek word မှာကျတော့ meno meno i remain ဆိုပြီးတော့မှ အဲ့ဒီ root word ကိုအခြေခံပြီးတော့မှသုံးထားတဲ့အကြောင်းကိုကျွန်တော်တွေ့ရဆိုတော့ crypto night တည်နေခြင်း crypto night ဂိုင်းဆက်နေခြင်း no cup night ယက်တည်နေခြင်းဖယားနဲ့အမြဲမိတ္တဟာယဖွဲ့ခြင်းသူနဲ့အတူတွားလာခြင်းသူနဲ့အတူလှုပ်ဆောင်ခြင်းဒီအရာအားဖြင့်တာလျင်ကျွန်တော်တို့ကတည်ကြည်တဲ့အတီးကိုတီးနိုင်မှာဖြစ်တယ်ဒါကြောင့်ဒီနေ့ယုံကြည်သူများကျွန်တော်တို့ အမှုတော်ဆောင်သည်ဖြစ်စေမဆောင်သည်ဖြစ်စေကျွန်တော်အယောင်စီတိုင်းဖယားခပေးတဲ့စုကျေးဇူးအတိုင်းတာအတိုင်းကျွန်တော်တို့အမှုတော်မြတ်မှာ ပါဝင်ကြတဲ့အခါမှာတည်ကြည်တဲ့အသီးကိုတည်နိုင်ဖို့ရန်အတွက်ကနံပါတ်1အရေးကြီးတာဟာဖယားသခင်မှာကျွန်တော်တို့ကအမြင့်တွယ်နေတော်သူပြောမယ်ဆိုရင်အမြင့်တွယ်ယုံတာမကအမြဲတမ်းချိတ်ဆက်နေတော်သူအမြဲတမ်းသူ့ထဲ၌တည်နေတော်သူဖြစ်ဖို့ရန်အတွက် ဆူတောင်းခြင်းအဖြစ်တော်၎င်းကျန်းစာဖတ်ခြင်းအဖြစ်တော်၎င်းခရစ်တော်နဲ့တူသွားလာခြင်းအဖြစ်တော်၎င်းသူ့ကိုကိုးစားခြင်းအဖြစ်တော်၎င်းအမြဲတမ်းသူနဲ့ချိတ်ဆက်ပြီးတော့မှတည်နေဖို့ရန်အတွက်သာအမတန်မှအရေးကြီးတယ်။နှုတ်ကပတ်တော်ကတင်းတို့ဟာငါနိုင်မတည်လျင်ဘာမှမလုပ်နိုင်ဘူးအတီးမတည်နိုင်ဘူးလို့ကျွန်တော်ပြောတာဖြစ်တယ်။ဒါကြောင့်ဝိညာဉ်ရေးရနဲ့ပတ်သက်ရင်လည်းပဲကျွန်တော်တို့ဒီဖျားနဲ့တည်ခြင်းမရှိရင်ဘာ မှကိုယ်ကစွမ်းစားနဲ့လုံနိုင်တဲ့အရာမရှိဘူး။ဒါကြောင့်နံပါတ်1တည်ကြည်တဲ့အသေးသေးတိုင်းဖို့ရန်အတွက်ကခရစ်တော်ဖခင်မှကျွန်တော်တို့ကတည်နေတော်သူဖြစ်ဖို့ရန်အတွက်ချိတ်ဆက်နေတော်သူဖြစ်ဖို့ရန်အတွက်မိတ္တဟာယဖွဲ့နေတော်သူဖြစ်ဖို့ရန်အတွက်အတူတွာလာလောက်ကနေတော်သူဖြစ်ဖို့ရန်အတွက်အရေးကြီးတယ်ဆိုတာကိုနံပါတ်1မှာကျွန်တော်ခွန်အားပေးခြင်းတယ်။နောက်ဒုတိယအနေနဲ့ဒီကြည်တဲ့အသေးသေးတိုင်းဖို့ရန်အတွက်ဘာလို့လဲဆိုတော့ ဒီရှင်ရခရစ်ဝင်ကျမ်းခန်းကြီးဆက်9အပိုင်ငယ်9နဲ့အပိုင်ငယ်အာ7 4ကိုအာ7 4ကိုဖတ်ခြင်းလေအပိုင်ငယ်9မှာခမဲတော်သည်ငါကိုချစ်တော်မူတကယ်သို့ငါသည်တင်တို့ကိုချစ်သည်ငါ၏ချစ်ချင်းမေတ္တာ၌တည်နေကြလောပြန်အပိုင်ငယ်7မှာငါပြည့်ညက်ဟူမူကား ငါဒီတင်တို့ကိုချစ်တည်နီးတူတင်တို့ဒီအချင်းချင်းချစ်ကြလောလို့ပြောပါတယ်ဆိုဒုတိယအရေးကြီးတဲ့အရာကဘာလဲဆိုတော့ချစ်ချင်းမေတ္တာမှာတည်ဖို့ဖြစ်တယ်နံပါတ်1ကတော့ခရစ်တော်မှာကျွန်တော်တို့ကချိတ်ဆက်နေဖို့ဒုတိယကတော့ချစ်ချင်းမေတ္တာမှာစိုက်နေတဲ့အပင်ဖြစ်ဖို့ရတဲ့အင်မတန်မှာအရေးကြီးပါတယ်ဆိုတော့ဒီမှာ အခန်းအပိုင်ငယ်ကိုမှခမဲတော်ကငါ့ကိုချစ်တော်မူသည်နီးတူငါလည်းနေတော့ချစ်တယ်ပေါ့ပြီးရင်ငါရဲ့ချစ်ချင်းမြတ်တာမှာတည်နေပါဖယားကိုချစ်ဖို့ရန်အတွက်ကျွန်တော်တို့ဒီမှာနံပါတ်1တွေ့ရတယ်ဆိုတော့ခရစ်တော်ကိုခရစ်တော်ချစ်ချင်းမြတ်တာမှာတည်ပြီးတော့မှကျွန်တော်တို့ကယက်ဆက်လက်ရှင်သန်ပြီးတော့မှဒုတိယမှာရေးကြည့်တာက ငါဒီတင်တို့ကိုချစ်တည်နီးသူတင်တို့ဒီအချင်းချင်းချစ်ကြတော့တင်တို့အချင်းချင်းပါလေချစ်ချင်းမေတ္တာရှိပါတဲ့ဒီကနေ့ချစ်ချင်းမေတ္တာဟာဘယ်နေရာမှာဆိုအင်မတားမှအရေးကြီးတဲ့အရာဖြစ်တယ်မိသားစုမှာတော်၎င်းအတင်းတော်မှာတော်၎င်းတသနာမှာတော်၎င်းเนาะကျွန်တော်တို့အာဘယ်နေရာမှာပဲဖြစ်ဖြစ်ချစ်ချင်းမေတ္တာရှိတဲ့အခါမှာကျွန်တော်တို့က အာအစေခံလို့ရတယ်ဝင်ဆန့်လို့ရတာဖြစ်တယ်ဆိုတော့ဒီချက်ချင်းမေတ္တာကမှတည်နေပါသင်တို့အချင်းချင်းမေတ္တာရှိပါကြိုချက်ချင်းမေတ္တာမပွားများနိုင်ဘူးဆိုရင်တော့သာသနာမှာကျွန်တော်တို့ပါဝင်ဖို့ရန်အတွက်သာသနာအတွက်ကိုပေးဆပ်ဖို့ရန်အတွက်ကိုတက်နိုင်တဲ့ခန္ဓာကနေသာသနာအတွက်ဖျားနိုင်ငံတော်အတွက်ပါဝင်ဖို့ဆိုတာကမဖြစ်နိုင်ဘူးချက်ချင်းမေတ္တာမရှိတဲ့အခါမှာတည်ကြည်တဲ့အတီးတီးဖို့ရန်အတွက်လည်းပါလေခက်ခဲတယ် ။ဒါကြောင့်ဒီမှာယေရှုခရစ်တော်ဖခင်ကတပည့်တော်တွေကိုပြောလဲဆိုတော့ခမဲတော်ငါ့ကိုချစ်တင်သည်တူငါလည်းနေလို့ချစ်တယ်ပေါ့နော်။ပြီးတော့မှငါ့ရဲ့ချစ်ချင်းမေတ္တာမှာတည်နေပါ။တင်းတို့အချင်းချင်းလည်းချစ်ကြပါ။ဒီမှာချစ်ချင်းလို့ပြောတဲ့အခါမှာကျမ်းစာကိုကြည့်တဲ့အခါမှာအကပါအကပယ်ဆိုတဲ့စကားလုံးကိုတုံးထားတာဖြစ်တယ်။ ဆိုတော့ဖယားစီကနေလာတဲ့ချစ်ချင်းမြတ်တာမျိုးဖယားသခင်စီမှာရှိတဲ့ချစ်ချင်းမြတ်တာမျိုး ਨੇ အချင်းချင်းချစ်ပါဆိုတဲ့အတိတ်ပဲဖြစ်ဆိုတော့ဆွလွခြင်းပေးစားခြင်းအနစ်နာခံခြင်းဒီချစ်ချင်းမြတ်တာမျိုး ਨੇ အချင်းချင်းချစ်ပါဒါမှတာလင်ကျွန်တော်တို့ကတည်ကြည်တဲ့အသီးကိုတီးနိုင်ဖို့ရန်အတွက်လှုပ်ဆောင်လိုက်မှာ ဖြစ်တယ်ဆိုတာကိုဒုတိယအနေနဲ့ကျွန်တော်တွေ့ရဆိုတော့ပထမအနေနဲ့ကတော့ ခရစ်တော်ထဲမှာတည်နေဖို့ဂိုင်းဆက်နေဖို့အမြင့်တွယ်နေဖို့ဘောနော်ဒုတိယကတော့ချစ်ချင်းမေတ္တာတရားအားဖြင့်တည်နေဖို့ရန်အတွက်ကအရေးကြီးတယ်။နောက်တတိယချက်တတိယချက်ကတော့အပိုက်ငယ်26ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး15အပိုက်ငယ်26ကိုကျွန်တော်ဖတ်ပါမယ်။ခမည်းတော်ထံမှထွက်လာ၍ တမာတရားနဲ့ပြည့်စုံသောဝိညာဉ်တော်တည်ဟူသော ခမည်းတော်ထာမတင်တို့စီတို့ငါစီလွတ်လက်တန်းတော်ဥပဇေဆရာသည်ရောက်လာတော်အခါငါဤအကြောင်းကိုတည်တည်ခံလိမ့်မည်ခမည်းတော်ထံကနေလာတဲ့တန်ရှင်သောဝိညာဉ်တော်တည်ဟူတဲ့ဥပဇေဆရာလို့တွေ့ရပါတယ် ဆိုတော့တတိယချက်မှာကျွန်တော်တည်ကြည်တဲ့အသီးကိုတည်နိုင်ဖို့ရန်အတွက်ကဘာအရေးကြီးလဲဆိုတော့တန့်ရှင်းသောဝိညာဉ်တော်ကိုမြည်ညမ်းဖို့တန့်ရှင်းသောဝိညာဉ်တော်တကူကိုအားကိုးဖို့တန့်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်ဝပြီတော့မှတန့်ရှင်းသောဝိညာဉ်တော်နဲ့လောက်ဆောင်တော်သူဖြစ်မှသာလျင်ကျွန်တော်တို့ကထာဝရကာလနဲ့ဆက်ဆိုင်တဲ့တည်ကြည်တဲ့အသီးတွေကိုတည်နိုင်မှာဖြစ်ယခုခေတ်ကအတင်းတော်ခေတ်ဖြစ်တဲ့ အတင်းတော်ခင်မှာဖယားကတန်ရှင်တော်ဝိညာဉ်တော်ကအုံပြူပြီးတော့မှအလုံးလုံးနေတယ်ဆိုတော့အတင်းတော်မှာတော်လကောင်သာသနာမှာတော်လကောင်မိမိအတ္တမှာတော်လကောင်တန်ရှင်တော်ဝိညာဉ်တော်ကမရှိတော်ဘူးတန်ရှင်တော်ဝိညာဉ်တော်ကခန်းချောက်တယ်လို့ဖြစ်နေတယ်ဆိုရင်ဝိညာဉ်တော်မှာချင်းဝတ်နေပေမဲ့ဝိညာဉ်တော်နဲ့မိတ်ဖွဲ့ခြင်းမရှိဘူးကိုကဝိညာဉ်တော်နဲ့အတူအာတွာလာတဲ့အလေထမလုတ်တတ်ဘူး ပူပေါင်းဆောင်ရွက်တဲ့အလိထမလုတ်တတ်ဘူးဝိညာဉ်တော်ကို အားမကိုတတ်ဘူးဆိုရင်တော့ကျွန်တော်တို့မိမိရဲ့တက်တာလည်းခန်းချောက်မယ်တည်ကြည်တဲ့အသီးလည်းပါလေတည်နိုင်မှာမဟုတ်ဘူးဒါကြောင့်တတိယချက်မှာရေးကြည့်တာကတော့တန်ရှင်သောဝိညာဉ်တော်ကို အားကိုတတ်တော်သူဝိညာဉ်တော်ရဲ့တကောကိုမြည်ညမ်းတတ်တော်သူဝိညာဉ်တော်နဲ့အတူသွာလာပြီးမှလှုပ်ဆောင်တတ်တော်သူဖြစ်ဖို့ရန်တွေ့အရေးကြီးတယ်ဆိုတာကိုတတိယချက်အနေနဲ့ကျွန်တော်တွေ့ရတယ် နောက်ဆုံးတစ်ချက်အနေနဲ့တီဂျီသွားအတီးတီးနိုင်ဖို့ရတဲ့ဘာတွေ့ရလဲဆိုတော့နောက်ဆုံးဂျမ်းပိုက်လေးဖြစ်တဲ့အခန်းကြီး15ပေါ့နော်ယောဟန်အခန်းကြီး15ပိုက်ရ29မှာတင်းတို့ဒီလေရှေးဦးစွာမှအစ၍ငါနဲ့အတူရှိနေသောကြောင့်တက်တေခံရကြလိမ့်မည်တပည့်တော်တို့ယေရှုခရစ်တော်ဖျားပြောတယ်တင်းတို့ကငါနဲ့အတူရှိတဲ့အတွက်ကြောင့်တင်းတို့တွေလည်းပဲတက်တေခံရကြမယ်လို့ပြောတယ်တနည်းအားဖြင့် ။ဘာလဲဆိုတော့ခရစ်တော်အကြောင်းကိုတပည့်တော်တွေကတက်တေခံဖို့ဖြစ်တယ်။ဒါနဲ့ကျွန်တော်တို့လည်းတည်ကြည်သောအသီးကိုတည်နိုင်ဖို့ရန်အတွက်ကတော့အေဝံဂေလိတရင်စကားဖြစ်တဲ့ခရစ်တော်ကနေလှုပ်ပေးသွားတဲ့အရာခရစ်တော်ကပြီးမြောက်ပြီးတဲ့ဒီသတင်းကောင်းတရားကိုကျွန်တော်တို့တတ်နိုင်တဲ့ကန္တာကနေဖြန့်ဝေပေးခြင်းအပြင်သာဝရကာလနဲ့ဆက်ဆိုင်တဲ့တည်ကြည်တဲ့အသီးကိုတည်နိုင်မှာဖြစ် ဆိုတော့ဒီမှာကျွန်တော်စကားလုံးကကြည့်တဲ့ကြည့်တဲ့အခါမှာအင်္ဂလိပ်မှာကျတော့ witness လို့သုံးပါတယ်။ဒါမဲ့ဒီမူရင်းစကားလုံးကိုကြည့်တဲ့အခါမှာ martyros martyr ဆိုတဲ့စကားလုံးပေါ့နော် martura ဆိုတဲ့တက်တေခံခြင်းမှာ martura ဆိုတဲ့စကားလုံးလေးကိုသုံးပြထားတာဖြစ်တယ်။ဆိုတော့ဒီတက်တေခံခြင်းနဲ့ပတ်သက်လာရင်ကျွန်တော်တို့က martura ကဲ့တွေ့ကဲ့တို့ မိမိရဲ့အသက်တာကိုဖယားသခင်စီမှာဆက်ကပ်ပူဇော်ပြီးတော့သူကိုရောကျွန်တော်အသက်တာကကိုရောအတွက်ဖြစ်တယ်ကျွန်တော်အသက်ကိုကိုရောကိုပေးပါတယ်ဆိုပြီးတော့မှမိမိအသက်ကိုပင်လိုအပ်ရင်ပေးနိုင်တော်သူအနေအထားမှာအဲ့ဒီသဘောနဲ့တည်တည်ခံတော်သူဖြစ်မှသာလျင်ဒီမှာကျမ်းပိုက်ကဆိုလိုတဲ့တင်တို့ဟာငါရဲ့တည်တည်ခံဖြစ်မယ်ဆိုတာကိုအတိတ်ပဲပေါက်ရောက်တာဖြစ်တယ် ဒါကြောင့်ဒီနေ့တက်သေးခမ်းလို့ပြောတဲ့အခါမှာပေါ့နော်တကယ်ပဲဒီအာဖယားသခင်အတွက်ကိုပေးဆက်ခြင်းနဲ့မိမိမှာပူဇော်ခြင်းကတက်တာနှလုံးသားနဲ့ဖယားသခင်အတွက်ကိုအိုးဘယ်လိုပဲဆက်ကရဆက်ကရဖယားအတွက်မှာတက်သေးခမ်းမယ်ဆိုတဲ့စိတ်ထားနဲ့ကျွန်တော်တို့ကသူ့ရဲ့ဤဝဂရိတရင်စကားကိုဟောပြောဝင်ကားရမှာဖြစ်တယ် အဲ့ဒီတက်တည်ခံခြင်းအပြင်ထိုးတိုးတိုးနှလုံးသားနဲ့တက်တည်ခံခြင်းအပြင်ဖယားကကျွန်တော်တို့အတွေ့ဒီဝိညာဉ်တော်တကူအမဆခြင်းအပြင်ထာဝရကာလနဲ့ဆက်ဆိုင်တဲ့တည်ကြည်တဲ့အတီးကိုတည်နိုင်မှာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဒီနှုတ်ကပတ်တော်ထဲမှာတွေ့ရပါတယ်။ဒါကြောင့်ဒီနေ့ခရစ်တော်ဖယားကတပည့်တော်ဆန်နပါးစီမှာတည်ကြည်တဲ့အတီးကိုတည်ဖို့ရတဲ့ငါခန့်ထားတယ်လို့ပြောတဲ့ကဲတော့ဒီကနေ့ ခမားနဲ့ကျွန်တော်လည်းပဲတည်ကြည်တဲ့အသီးကိုတီးဖို့ရန်အတွက်ခရစ်တော်ဖခင်ကခန့်ထားတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ဆိုတော့တည်ကြည်တဲ့အသီးတီးနိုင်ဖို့ရန်အတွက်နံပါတ်1မှာခရစ်တော်၌ဂိုင်းဆက်နေတော်သူသူနဲ့လှုပ်ဆောင်တော်သူသွာလာတော်သူသူ၌တည်နေတော်သူဖြစ်ဖို့အရေးကြီးတယ်။ဒုတိယကတော့ဖခင်ကိုလည်းကျွန်တော်ချစ်တတ်ပြီးတော့မှဖခင်ကိုလည်းချစ်ပြီးတော့မှဒီကျွန်တော်တို့တပည့်တော်ချင်းချင်းယုံကြည်သူချင်းချင်း အမှုတော်ဆောင်ချင်းချင်းကိုလည်းပဲချစ်ဖို့ရန်အတွက်ချစ်ချင်းမေတ္တာနဲ့ကျင်လည်ဖို့ရန်အတွက်အရေးကြီးတယ်တတိယချက်မှာကတော့တန်ရှင်တော်ဝိညာဉ်တော်ကိုကျွန်တော်တို့ကမြင်ဉာဏ်အားကိုပြီးမှလှုပ်ဆောင်တော်သူဖြစ်ဖို့ရန်အတွက်လိုတယ်နောက်ဆုံးမှာကတော့ခရစ်တော်အတွက်ကိုမိမိရဲ့အသက်ကိုပင်ပရဏမထားဘဲနဲ့တတေခဝေင့တော်သူများဖြစ်ဖို့ရန်အတွက်အရေးကြီးတယ်ဆိုတော့ဒီအချက်တွေအပြင်ကျွန်တော်တို့ကမှုတော်မြတ်မှာ ။တပိုင်တနိုင်ပဲဖြစ်ဖြစ်မိမိရဲ့တန်နိုင်တဲ့ကန္တအတိအမှအမှုတော်ဆောင်မဟုတ်ရင်တောင်မှဒီစိတ်ထားတွေနဲ့ကျွန်တော်တို့ကဖရာရဲ့နိုင်ငံတော်အတွက်လှုပ်ဆောင်လာတဲ့အခါမှာကျွန်တော်တို့တည်ကြည်တဲ့အတီးတွေကိုတီးနိုင်မှာဖြစ်တယ်ဆိုတာကိုဒီနေ့ဒီအရာလေးအဖြစ်နှုတ်ကပတ်တော်ကိုဝေငှခွန်အားပေးခြင်းပါတယ်။ကျမ်းနာတော်သူကရောက်စီတိုင်းပေါ်မှာဖျားရှင်တစ်တပံဝိညာဉ်ခွန်အားပေးပါစေ။အာမင်ဂျေဇုတင်ပါတယ်။